လုံးမင်္ဂလာပါဒီနေ့မမနဲ့တို့ဟီရာကနာ46လုံးတွေက3နှမ်းမြောက်ဖြစ်တဲ့စာရှိစုဆယ်ဆို၅လုံးကိုအရေးပြပေးမှာဖြစ်ပါတယ်เนาะမမနဲ့တို့လိုက်ရေးကြည့်ပါပထမဦးဆုံးစစဆိုလို့ရှိရင်ဒီလိုမျိုးအချောင်းဆောင်းဆောင်းလေးတစ်ချက်အရင်ဆွဲပါမယ်အချောင်းဆောင်းဆောင်းလေးတစ်ချက်ဆွဲပြီးဆိုရင်တော့သူ့ရဲ့အလဲအနေဖြတ်ပြီးတော့မှနောက်ထပ်အချောင်းဆောင်းဆောင်းလေးအဲ တစ်ချက်ဆွဲပြီးအတက်ကလေးထည့်ရမှာဖြစ်ပါတယ်တစ်ချက်နှစ်ချက်ဆွဲပြီးဆိုရင်သူ့ရဲ့အောက်သူ့ရဲ့အောက်နားလေးကနေပြီးတော့မှအချောင်းကွေးကွေးတူတူလေးကိုတစ်ချောင်းတစ်ချက်ဆွဲမှာဖြစ်ပါတယ်เนาะအလုံးပေါင်း၃ချက်ပါတစ်ချက်နှစ်ချက်၃ချက်ဒါလေးကတော့စဖြစ်ပါတယ်เนาะစလို့ခေါ်ပါတယ်နောက်တစ်ခုကကြတော့ရှိချွင်းချက်ရှိလေးပေါ့เนาะ ရှိကိုရေးမယ်ဆိုရင်သူကငမြချိတ်ပုံစံလေးတစ်ချက်တည်းဆွဲလိုက်ရုံပါပဲเนาะလွယ်ပါတယ်တစ်ချက်ဒီလိုလေးငမြချိတ်ပုံစံလေးဆွဲလိုက်တာဖြစ်ပါတယ်ဒါကတော့ရှိပါเนาะသူကို ရှိလို့အတန်ထွက်ပါတယ်နောက်တစ်ခုကကြတော့စုစုကကြတော့အနှုတ်ပုံစံလေးတစ်ချက်အရင်ဆွဲပါတယ်အနှုတ်ပုံစံလေးဆွဲပြီဆိုရင်အပေါ်ကနေအပေါင်းပုံစံလေးဖြတ်ချပြီးတော့မှအင်္ဂလိပ်ကနန်9ပုံစံလေးကိုးချလိုက်တာဖြစ်ပါတယ်เนาะတစ်ချက် နှစ်ချက်နှစ်ချက်ပဲဆွဲရပါတယ်ဒါကတော့စုစုလို့အတန်ထွက်ပါတယ်နောက်တစ်ခုကဆဲဆဲဆဲကိုရေးမယ်ဆိုရင်တော့အချောင်းရှိရှိလေးအနှုတ်ပုံစံရှိရှိလေးတစ်ချောင်းဆွဲပါမယ်အနှုတ်ပုံစံရှိရှိလေးတစ်ချောင်းဆွဲပြီဆိုရင်သူ့ရဲ့အလေကသူ့ရဲ့အလေ၃ပုံပုံ၃ပုံလောက်ကနေပြီးတော့မှမြန်မာကနန်းနှစ်ပုံစံလေးဆွဲမှဖြစ်ပါတယ်တစ်ချက်နှစ်ချက် ဆွဲပြီဆိုရင်တော့ဒီဘက်ကနေပြီးတော့မှ L အကြီးပုံစံလေးဆွဲလိုက်မှဖြစ်ပါတယ်နော်တစ်ချက်နှစ်ချက်သုံးချက်ဒါကတော့ဆဲဖြစ်ပါတယ်ဆဲနောက်တစ်ခုကဆိုဆိုကကြတော့ဘလို့ရေးမလဲဆိုတော့အရင်ဥဆုံး Z အင်္ဂလိပ်အခရာ Z ပုံစံလေး ဆွဲမယ်ဇက်ပုံစံလေးဆွဲပြီဆိုရင်တော့အောက်ကနေစုံသူစုံတဲ့နေရာနေပြီးတော့စီပုံစံလေးပြန်ပြီးတော့ကိုေးချလိုက်ပါမယ်ဇက်ပုံစံလေးရင်ဆွဲပါမယ်ပြီးရင်စီပုံစံလေးကိုေးချလိုက်ပါမယ်ဒါကတော့ဆို ဖြစ်ပါတယ်တစ်ချက်တည်းပဲဆွဲရတာဖြစ်ပါတယ်เนาะဆိုဒို့မဟုတ်ဆိုပေါ့เนาะအဲ့အခုဆိုလို့ရှိရင်ဟီရာဂါနာ15လုံးပြီးသွားပြီပေါ့เนาะ R E U A O ခါခီခုခေခိုစာရှိစုဆယ်ဆိုဆိုပြီးတော့မ 15လုံးပြီးသွားပြီဒီ15လုံးကိုအသုံးပြုပြီးတော့မမမီနင်းလေးနည်းနည်းတိုင်ပေးမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် အာစာအာစာပေါ့နော်ပထမဆုံးတန်အာလေးရဲ့နောက်ဆုံးတန်ကစာလေးရဲ့နှလုံးယူထားတဲ့အာစာအာစာရဲ့အဓိပ္ပာယ်ကတော့မနှက်ခင်း အဆမနက်မနက်ခင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။နောက်တစ်ခုကကြတော့အရှိအပေါ်ဆုံးတန်းအလေးရဲ့ဒီနေ့တင်တဲ့ရှိလေးရဲ့အရှိအရှိနှလုံးပေါင်းလိုက်ရင်ခြေထောက်လိုအဓိပ္ပာယ်ရပါတယ်။နောက်တစ်ခုကကြတော့အဆက်အပေါ်ဆုံးတန်းအလေးရဲ့အခုဒီနေ့တင်လိုက်တဲ့ဆဲလေးရဲ့အဆက်အစဲအစဲဆိုလို့ရှိရင်သူကချွေးလို့အဓိပ္ပာယ်ရပါတယ်နော်နောက်တစ်ခုကကြတော့အဆုခုအဆုခုအပေါ်ဆုံးတန်းအာလီရဲ့နောက် တတိယရန်ကဆိုလေးရယ်ပြီးတော့ဒုတိယရန်ခိုးလေးရယ်ယူထားတာပါအာဆုခိုအာဆုခိုကတော့ဟိုနေရလို့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုကကြတော့အိစုအိစုပထမဆုံးတန်းဣလေးရယ်သုံးနှမြောက်ကစုလေးရယ်နှလုံးပေါင်းလိုက်တော့အိစုအိစုအိစုဆိုတဲ့အဓိပ္ပာယ်ကထိုင်ငုံလို့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုကကြတော့ဥရှိဘောဆုံးတန်းဥလေးရယ်အခုသုံးနှမြောက်ကရှိလေးရယ် နှလုံးပေါင်းလိုက်တော့ဥရှိဥရှိကနွားနွားကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဥဆိုဥဆိုဒီဥလေးရဲ့ဒီဆိုလေးရဲ့နှလုံးပေါင်းလိုက်တော့ဥဆိုဥဆိုကကြတော့လိန်ပြောတာပါเนาะလိန်ပြောခြင်းလို့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုကကြတော့ခါဆာခါဆာဒုတိယဒန်ခါလေးရဲ့တတိယဒန်ဆာလေးရဲ့ပေါင်းလိုက်တယ်ခါဆာခါဆာရဲ့အဓိပ္ပာယ်ကတော့ ठी လို့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုကကြတော့ခဲဆာခဲဆာ ခဲစာဆိုတာကတော့ဒီမနက်ဒီမနက်ပေါ့နော်ဒီမှာဒုတိယရန်ခဲလေးရဲ့ဒီနေ့တင်လိုက်တဲ့စာလေးရဲ့ခဲစာခဲစာဆိုတာဒီမနက်ကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကခဲရှိခိခဲရှိခိဒုတိယရန်ခဲလေးရဲ့အတတရရန်ရှိလေးရဲ့ဒုတိယရန်ခိလေးရဲ့ပေါင်းလိုက်တယ်ခဲရှိခိခဲရှိခိရဲ့အဓိပ္ပာယ်ကတော့ရှုခြင်းလို့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုကကြတော့အိုစာခဲ့ အိုးစခဲ့အပေါ်ဆုံးတန်းအိုးလေးရဲ့တတိယတန်းအစလေးရဲ့နောက်ဒုတိယတန်းအခဲလေးရဲ့သုံးလုံးပေါင်းလိုက်တော့အိုးစခဲ့အိုးစခဲ့ဒီဘယ်ကတော့အရက်ယောက်ျားလေးအများစုကြိုက်ကြတဲ့အရက်ဖြစ်ပါတယ်အဲ့တော့တစ်ခေါက်ပြန်တိုင်းမိပါမယ်အဆမနက်ခင်အဆမနက်ခင်အရှိခြေတော့အရှိခြေတော့အဆဲချွေး အစေချွေအစခုဟိုနီယာအစခုဟိုနီယာဣစုထိုင်ကိုဣစုထိုင်ကိုဥရှိနွားဥရှိနွားဥဆိုလိမ်ပြောခြင်းဥဆိုလိမ်ပြောခြင်းခါစတီခါစတီခဲစဒီမနက်ခဲစဒီမနက်ခဲရှိခိရှုခင်ခဲရှိခိရှုခင်ဩစာခဲအရက် โอซาเคอเยลูอะตันทั่วอดิเบยาบาเนาะအဲ့တော့ခုဆိုရင်15လုံးပြီးသွားပြီ15လုံးလေးရဲ့ဒီမီနီလေးတွေရဲ့ကိုအလိုရအောင်ကြထားပေးပါလို့မမကတောင်းဆိုခြင်းပါတယ်မမအများကြီးမတောင်းဆိုပါဘူးတနေ့စာတနေ့နိုင်အောင်လုပ်ပေးဖို့ပဲမမကတောင်းဆိုခြင်းပါတယ်ဒါလည်းကလေးတို့အတွက်ပဲပြောတာဖြစ်ပါရဲ့နော်မနေ့ကမမတင်ပြလိုက်တဲ့ခါခီခုခဲခိုးတဲ့မှာဒီမှာပေါ့နော် ဟိုမဒီမှာမှားသွားတယ်ဒီမှာခခမှာအပေါ်မှာအဆန်လေးမပါလိုက်ဦးတွေ့လားမှားတောင်းမှာပါတယ်နော်မေ့သွားတာပါမှားကစာရင်းအမြဲတမ်းအဲ့လိုရှမ်းနေစာတင်တဲ့ခါမှာလည်းအဲ့လိုအမှားမပါတဲ့ဗီဒီယိုဆိုတာတော်တော်ဦးမှာရှားပါတယ်အဲ့ဒါကြောင့်မလို့မမရဲ့အမှားလေးတွေကိုတီးတယ်မြင်တယ်ဆိုရင်လာထောက်ပြလို့ရပါတယ်တိုင်ပင်လို့ရတယ်ဆွေးနွေးလို့ရတယ်ပုံမွေလေးလေးပြောလို့ရပါတယ်နော်မမလည်းအရင်ကြီးတင်တက်လို့တင်နေတာမဟုတ်တဲ့အတွက်အမှားတွေပါသွားခဲ့တယ်ဆိုလို့ရှိရင်လည်းတောင်းမှာပါတယ်နော်အလုံးကမမစေတနာတန်တန်နဲ့ပဲမမပညာဒါနမျှဝေ ်ပေးနေတာဖြစ်ပါတယ်เนาะအားလုံးပဲအဆင်ပြေကြပါစေမမနဲ့တူတူကြိုးစားကြရအောင်เนาะ